ဒီပြည်ပြည်သက်များခင်ဗျာဒီတစ်ပတ် editor စကားပိုင်းစီစဉ်အတွက်ဖိတ်ကြားထားတဲ့သူတွေကတော့ပြီးသူရေးကြံရဲ့ editor ဆရာအိမ်မွန်ကျော်နဲ့ခရီးနတ်မဂ္ဂဇင်းရဲ့တာဝန်ခံ editor ဆရာပြည်သွင်းနိုင်မျိုးဖြစ်ပါတယ်မင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအာဒီတစ်ပတ်အထက်မှာပါနော်ဟိုထူးခြားတဲ့သတင်းလို့ပြောရမစင်တော့ကျွန်တော်တို့အခုလက်ရှိလဲဆွေးနွေးနေစေဖြစ်တဲ့ဒါ NCA စာချုပ်နဲ့ပတ်သက်ပြီးလဲ pick up ရစေးစာကျုံးနဲ့ပတ်သက်ပြီးဆွေးနွေးနေတဲ့ပိုင်းတွေပေါ့နော်အခုကဒီဆွေးနွေးပွဲရာဆိုရင်ကိုလုံးခက်မှန်းနေကြတော့ဒီဆိုရလက်ထက်မှာဒါနောက်ဆုံးဆွေးနွေးပွဲဖြစ်မယ်လို့လည်းခက်မှန်းနေကြတော့နော်နောက်တစ်ချက်ကတချို့ဆွေးရမှုရှိနေတာလည်းဒီအဖွဲ့စီဝေးဖွင့်နေမှာဥုံမင်းပြောလို့ပါပဲဒီမှာဒါတကယ်လို့ကမဖြတ်နိုင်နောက်ဆိုရလက်ထက်ဆိုရင်ဒါအစ်စ်ဖြစ်ရင်ဖြစ်သွားနေတဲ့သဘောထားမျိုးလည်းရှိတာပေါ့ဆရာအဲ့တော့ဆရာပထမဆုံးနေဆရာအင်မွှေချွန်နေဒီလက်ရှိအနေထားကိုနည်းနည်းလေးချုပ်ငုံပြီးတုံ့တက်ကြည့်ပါလားဆရာလက်ရှိအနေထားကတော့ဒီ ကျွန်တော်ညဉ့်ဆိုင်ဆွေးနွေးပွဲတွေကစလာတာတစ်နှစ်နဲ့၈လလောက်တော့ရှိပြီပေါ့နော်ဒီကြားထဲမှာသူတို့ဟိုဘက်က NCCD နဲ့ဒီဘက်ကတော့ UB Toulouse ပေါ့နော်ဦးအောင်မင်းတို့ကောင်းဆောင်တဲ့ဖွဲ့ရင်းနဲ့တွေ့တာဆိုဒါဆိုရင်၈ချိန်မြောက်ပေါ့ဒါတချိန်ဝင်တွေ့တာသူတို့ဒီအလို့သဘောတွေ့တာဆိုရင်20ကျော်ရှိပြီဗျာအချိန်နောက်ဒီလိုသူတို့ working committee တွေပေါ့နော်ဒီ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 သူတို့အလို့ဖွဲ့ချင်းချင်းတွေ့တာကဟိုအချိန်200လောက်ရှိတယ် ဆိုတော့တော်လေးတော့သူတို့လုတ်ခဲ့ပြီပေါ့နော်တော်လေးလုတ်ခဲ့ပြီအဲ့တော့ဒီနောက်ဆုံးမှာလဲဒီ single tax လို့ခေါ်တဲ့ဒီအဖြစ်ကရစေးမူချမ်းပေါ့နော်ထွက်ထားပြီးသားရှိတယ်အဲ့ဒီမူချမ်းကိုသူတို့လွန်ခဲ့တဲ့တလလောက်ကလော်ခီလာမှာသူတို့ပြန်ဆွေးနွေးကြတဲ့အခါမှာဒါသူတို့ပြန်ပြီးတော့ပြင်ဆင်လိုတဲ့ချက်တချို့တွေ့လာတယ်ပေါ့နော်တွေ့လာပြီးတော့ဒီ NCCT ကိုလည်းသူတို့ကလူထပ်ဖြစ်ပြီးတော့ senior delegation ဆိုပြီးတော့ပေါ့နော်လူတချို့လူတန်နေနေပို့ပြီးတော့ ရေးပါလူတချို့ထည့်လိုက်တယ်ပေါ့နော်ဒီ team ကိုပြန်ပြီးတော့ဖွဲ့လိုက်တယ်ပေါ့ဆွဲခါကျတော့ဒီ team ကိုပြန်ဖွဲ့တော့အစိုးရဘက်ကကျတော့နားလည်ထားတာက NCCT ဆိုတာသူတို့အဆုံးအထိသူတို့ဒီဒီဖွဲ့ကကောင်းဆောင်သွားမှာပေါ့နော်ဒါပေမဲ့ဒီကြားထဲမှာသူတို့သူတို့ senior delegation တွေပါဖွဲ့လိုက်တော့အစိုးရဘက်ကလည်းဒါလက်မခံသူလိုလိုပါဆိုအစိုးရဘက်မှာပေါ့နော်အဲ့တော့သူတို့အဲအဲ့တော့သူတို့တွားပြီးတော့ဒီလွတ်သွားညှိကြတယ်ညှိပြီးမှဒါတည်ဝင်ဆွေးနွေးဖို့ဆိုတာဖြစ်လာတာပေါ့နော်ဖြစ်လာတော့ခါကျတော့ဘာဖြစ်ဖြစ်လောဆယ်တော့ကျွန်တော်တို့ ဆွေးနွေးနေကြပြီပေါ့နော်နှစ်ရက်ရှိသွားပြီဒါတရားဝင်သူတို့လက်ခံပြီးတော့ဆွေးနွေးရဆိုတော့နောက်ဆုံးကြားရတဲ့သတင်းတွေရဆိုရင်လည်းဒါလာလာအသိမဆိုးဘူးပေါ့နော်သူတို့ကတင်နေ73ချက်မှာ10ချက်လောက်ကသဘောတူတယ်ပေါ့နော်အချောကိုင်နေနဲ့သူတို့ဟိုစလုံးစကလုံးအချောတတ်တဲ့နေနဲ့ထည့်လိုက်မှာပေါ့နော်နောက်ကျန်တဲ့နှစ်ချက်ကလည်းရေဘူးရတူပြီးသားပေါ့။ဆရာအဲ့ဒီဂျန်နဲ့နှစ်ချက်ဆိုတာကဆရာဘာဘာပြောကြလဲ။ဂျန်နဲ့နှစ်ချက်ကသူတို့ပြောတာတော့ဒီဟို ပံဝင်လက်မှတ်ရေးထိုးမဲ့သူတွေပေါ့နော်သူတွေထိုးမလဲဒီဘက်ကဆိုရင်မကာကျုပ်ပါမလားတမရပါမလားဟိုဘက်ကတော့သူတွေပါမလဲပေါ့ဒါကိုတတ်မှတ်ဖို့လိုတယ်နောက်တစ်ခုကကြတော့အသည့်တက်တွေပေါ့နော်ဒါတရုတ်တို့ UN တို့เนาะဒီအမေရိကန်တို့သူတို့တောင်းဆိုနေအများကြီးပေါ့နော်နော်ဝေးတို့ပြင်ဗြိတိန်တို့ဘာလို့ပေါ့နော်ဒါတွေဒါတွေကိုလည်းဆွေးနွေးရမှာအဲ့ဒီနှစ်ချက်ပေါ့နောက်ဆုံးကြံတဲ့တစ်ချက်ကတော့ဒီ all inclusive ဆိုသူတို့ပြောထားတဲ့ဟာဆိုတော့အဲ့ဒါကအလုံးပါဝင်ရေးပေါ့လက်မှတ်ထိုးတဲ့အချိန်မှာ ဆိုတော့တော့ကိုကန်တို့ဒီအေအေတို့ဘာလို့ပေါ့နော်ပလောင်တို့ဓာတ်တွေလည်းသူတို့ဟိုဘက်ကတော့တင်လာလိမ့်မယ်တင်တယ်အခုဒီကြံတဲ့အဖွဲ့တွေဟိုပေါင်ဝင်ခွင့်ပေးမယ်မပေးဘူးဆိုတာမပြတ်သေးဘူးပေါ့မပြတ်သေးဒီနေ့ဆွေးနွေးမှာပဲကျွန်တော်ဒီစလောက်တော့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီအခုတလောပေါ့နော်ဟိုနည်းနည်းကြီးပန်းစားလာတဲ့သတင်းတစ်ခုကလည်းဒါပြီးခဲ့တဲ့ရက်ပိုင်းကလည်း BBC သတင်းဌာနနဲ့ဟိုတက်ချွေရင်ဘူယူမူယူမြင့်အောင်နဲ့အင်တာဗျူးပေါ့နော်အဲ့ဒီထက်မှသူသဘောထားလေရှင်းလင်းလင်းတိလာရတဲ့အချက်တွေလည်းတွေ့ရတာပေါ့ ဲ့တော့မှထူးခြားတဲ့တစ်ချက်ကတက်ပဲ့ကနေပြီးတော့ဗောနော်ဒါဟိုခုဘက်ကတော့ဒီတိုင်းသားလက်နဲ့ကန်နေဖွဲကဒီဘက်ကတော့ဒါ SSR ဆိုတော့ဒီဟိုကလွန်ကျွေးဆိုင်ရာပြန်လဲပေါင်းစုရေးလက်ခံထည့်ကျင်တယ်ဗောနော်ဒီဘက်ကတော့ကျွန်တော်ဒီဒီယာလည်းနေဖြုတ်သိမှုလိုအပ်တဲ့စီရီချင်းနေမျိုးတည်တံတာကပြောနေတာလေးရှိတယ်ဗောဆိုင်အဲ့တော့အဲ့လိုမျိုးနှစ်ဖက်အမြင်တူတဲ့ချင်းနေလေးရဆရာဒီပြခတ်ရဆေးစာချုပ်ဟိုဖြတ်ကျင်နိုင်ပါ့မလားဆရာ ဆရာပြည်တွင်းနေလို့နေအဒီကတော့ခုနဆရာ email ကြော်ပြောသလိုပါပဲအခုတို့နောက်ဆုံးအချိန်ဆွေးနွေးတဲ့အခါမှာတော့တိုးတက်မှုတွေရတယ်အလားအလာကောင်းတယ်လို့တော့ဆိုတဲ့သတင်းတော့ကြားရတယ်ပေါ့နော်အဲ့တော့ခုနလိုပေါ့နှစ်ဖက်ကသူ့ဘက်ကလည်းအသေးစုတ်ကင်ထားမယ်တပ်ဖက်ကလည်းအတီစုတ်ကင်ထားမယ်တိုင်းရင်းသားတွေဘက်ကလည်းအတီစုတ်ကင်ထားမယ်ဆိုတော့ဒီအမြင်တစ်ခုကအခြေခံတစ်ခုကဝေးနေတယ်ဆိုတော့ညဉ့်ညဲရပွားနည်းနည်းခက်ပါလိမ့်မယ်ဥပမာဖြင့်ခုနဟိုဆောက်ခင်သမေးတလို့ပါပဲအဲကျွန်တော်တို့ဘူဂျုံမူးမင်းအောင်လည်းပြောတယ်ညဉ့်ညဲမရလို့ရှိရင် Di NCU lah. ထိုးဘူးငိမ့်ငိုင်းမရဘူးဆိုလို့ချင်းတက်အနေနဲ့နိုင်ငံရေးကမထွက်ဘူးလို့ဒါအတူပက်ကရှင်းရှင်းလင်းလင်းပြောတယ်တစ်ဖက်ကကြလဲတိုင်းရင်းသားတွေဘက်ကကြည့်တဲ့အခါကျတော့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအခုနောက်ဆုံးကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာဖြစ်သွားတဲ့အခါမှာတက်ကဖွဲ့စည်းပုံပြင်ဆင်ဖို့လုံးဝသဘောမတူဘူးဆိုတဲ့အနေအထားမှာရှိတယ်အဲ့တော့ဖွဲ့စည်းပုံသဘောမတူဘူးဆိုရင်လဲတိုင်းရင်းသားတွေဘက်ကသူတို့မြင်နေတာငိမ့်ငိုင်းဆိုတာမရနိုင်ဘူးလို့ရှိတယ်ပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်ပြောချင်တာအခုနောက်လို့ဟိုနှစ်ဖက်အသေးမဆုတ်ထားဘဲနဲ့အဓိကကဘာလဲပေါ့နော်ကျွန်တော်နိုင်ငံဟာဒီပြည်တွင်းစစ်ကြီးနှစ် ေါင်း60ကြော်ကြာဖြစ်ခဲ့တဲ့အတွက်အများကြီးနစ်နာတယ်အစိုးရလည်းနစ်နာတယ်နိုင်ငံတကာမကုံသိက္ခာမယူထို့တူတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေအနေနဲ့လည်းသူတို့မှလည်းဒီနှစ်ပေါင်း60ကြော်ဆင်နွှဲလာတဲ့အတွက်သူတို့ဒီသားတွေမှာမငင်းချမ်းမဖွင့်ပြဘူးအဲ့တော့ကျွန်တော်ပြောချင်တာဒီလိုအင်အားစုနှစ်စုထိတ်တိုက်တွေ့နေမယ်ခိုင်ဟိုတယောက်နဲ့တယောက်အပေးကြီးမလုံနိုင်ဘူးအခြေခံချက်တွေကဝေးနေမယ်ဆိုလို့ချင်အဓိကက ဒေသခံပြည်သူတွေနဲ့နိုင်ငံအနေနဲ့မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကတော့အဲ့ဒီလိုတစ်ဖက်နဲ့တစ်ဖက်အသေးဆုပ်ကင်တိုင်းဆွေးနွေးပွဲတွေမှာရလတ်ကောမထွက်တတ်ပါဘူး။ဒါကြောင့်အဓိကကတော့စစ်တပ်နော်တမတော်ဆိုတာတဲ့တခါတစ်ဖက်ကလည်းတိုင်းသာလက်နက်ကင်ဆိုတာတဲ့ကျွန်တော်တို့ဖြစ်စေချင်တာကတော့ကျွန်တော်နိုင်ငံကဒီမိုစီပြောင်းလဲကိုသွားနေပြီ။အဲ့ဒီမှာဒီဖွဲ့စည်းအားလုံးဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ။ကျွန်တော်တို့အကျိုးသူ့အကျိုးဆိုတာတဲ့ပေါ့လေနော်ကျွန်တော်တို့ကမြန်မာနိုင်ငံမြန်မာပြည်သူတွေ နဲ့ဒီမိုကရေစီရေးအတွက်ဘယ်လိုပါဝင်ကြမလဲဆိုတဲ့အခြေခံပေါ်မှာစဉ်းစားရင်တော့ကျွန်တော်တို့ကောမွန်နယ်ရက်ဆက်ထွက်မှာပါငြိမ်းချမ်းရေးလည်းရနိုင်မှာပါအဲ့ဒီလိုမဟုတ်ဘူးကိုယ့်အကူပဲကိုယ့်ယက်တီချက်ပေါ်မှာအသေးစုပ်ကန်ပြီးယက်တီကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ငြိမ်းချမ်းရေးဟာကျွန်တော်တို့မျှော်လင့်တဲ့အဖြေမျိုးရလက်ကောင်းမျိုးလည်းထွက်ဖို့ဝေးနေပါလိမ့်မယ်လို့ကျွန်တော်တို့ဒီလိုပဲမြင်ပါတယ်ဟုတ်အဲခုပြီးခဲ့တဲ့ဒီတပတ်နှစ်ပတ်တည်းဖြတ်တံပေါ့ပေါ့နော်တော်တော်တွင်းမှာဒါဖြစ်ဖို့ပြီပြီပေါ့နော်ပြင်ရေးပေါ့နော် အဲ့တော့အဓိကတော့ဒီလော့တော်ထဲမှာဒါ Facebook ပြင်ကိုကြည့်လိုက်ရင်တော့ဘာပြောပြောအခုသွားနေတဲ့ Facebook ကဒါကတက်ကလေးကဲနေတယ်ပေါ့နော်ယူလာတာအာနာဒီမိုကရေစီမကြဘူးအဲ့တော့နောက်တစ်ခုကတက်က Federal Poison ဖြစ်ကျင်တယ်အဲ့လိုမျိုးပေါ့အဲ့တော့ဟိုသတိထားမိတဲ့လောက်ဆိုရင်ဟိုတခြားချက်လက်တွေတော့ခဏထားပါအောင်ဒါတက်ဆိုင်ရာပြည်နယ်တိုင်းဒေသကြီးတွေမှာဝန်ကြီးချုပ်တယောက်ကိုကိုပြည်နယ်သူပြည်နယ်သားတွေကရွေးခွဲတောင်းတင်တာတော့မရဘူးအဲ့တော့ဒါက ဖော်တယ်ပြီးတောင်စုလို့ပြောလိုက်ရင်ဒါနည်းနည်းလေးပဲရှိသေးတယ်လေအဲ့တော့အဲ့လိုနေသားမျိုးကူမာတာတက်ကလုံးဝသဘောမတူဘူးအဲ့ဒီဆိုတော့အခုဒီဖိခက်ရဆေးစာကျလက်မှတ်ထိုးပြီးနောက်လာမဲ့နိုင်ငံဆွေးနွေးပွဲပေါ်မှာတကယ်ကြည်ကြည်မာမာဒီထက်ဆွေးနွေးလာရင်ဖော်တယ်ပြီးတောင်စုကိစ္စဆွေးနွေးလာရင်ဆရာဖြစ်နိုင်ပါမလားဆရာဒီအခုချိန်ဒီတိုင်းဆိုရင်အဲ့ဒါတော့တက်ကတော့ကျွန်တော်သိသလောက်ပေါ့လေဒါလည်းသူ့တာဝန်ဆိုပြီးတော့သူအတင်းဟိုအကြောက်ကညင်းတာပေါ့နော်ဖွဲ့စည်းပုံပြင်ဆင်ရေးပါ ဒါသူ့သူ့ဟာပွေစည်းပုံကိုကာဝယ်ဆောင်ရှောက်အောင်မယ်ဆိုတော့သူဒါသူ့အတွက်သူစိတ်ဆက်ဖြစ်အောင်ပြောနေတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဘူဂျုံမေအောင်လည်းပြောတဲ့တဲ့တွေမှာလည်းဒါမို့ဒီပွေစည်းပုံမှာအလုံး perfect လို့သူမပြောပါဘူးပေါ့နော်ပြင်စရာတွေရှိကောင်းရှိနိုင်ပါတယ်ပါညာဆက်ပြီးပြောရရင်လည်းရှိပါတယ်တကယ်တမ်းကတော့ဒါကြီးကဒီပွေစည်းပုံပေါ့ဗျာတိတိတာပါတယ်နော်ကျွန်တော်တို့ကဒါစစ်တပ်ကိုအရန်သူတို့ဘက်ကစိုးရင်ချက်တွေကိုလည်းအကုန်လုံးထည့်ထားတယ်ပေါ့နော်ပြည်သူလူထုဘက်ကစိုးရင်ချက်မပါဘူးတိုင်းရင်းသားဘက်ကစိုးရင်ချက်မပါဘူးတိုင်းရင်းသားခွင့်ရမပါဘူးဒါရှင်းရှင်းလေးပဲဆိုတော့ ဟိုဖက်ဒရယ်ကိုသွားမယ်ဆိုရင်ဒီဖွဲ့စည်းပုံကလုံးဝပြင်ရမှာဒါလုံးဝသေချာတယ်ပေါ့နော်သူတို့လည်းသိပါတယ်သူတို့သိပါဒါပေမဲ့ဟိုကျွန်တော်ထင်တယ်ပေါ့လေဒီငင်းငင်း dialogue ပေါ့နော်ဒီ political dialogue ကဒီပြစ်ခတ်ရစပြီးမှစမှာဟုတ်စမယ်နောက်ဆိုးကလက်ထက်မှာစမယ်ဆွဲခါကျတော့နောက်ဆိုးကလည်းမဖွဲ့ရသေးဘူးမရွေးရသေးဘူးပေါ့နော်အဲ့တော့နောက်ဆုံးကလက်ထက်မှာမူဝါဒတွေလုပ်အောင်မယ်လူတွေလည်းရွေးအောင်မယ်တီးမြေအစ်စ်တွေဖြစ်လာမယ်ပေါ့နော်ဒီအောက်မှာ တက်ကတော့သူကတောက်လျှောက်ပါနေမှာပဲဒါသူသဘောထားကိုကျွန်တော်တို့ကကဲခတ်လို့ရတယ်။အကျန်နဲ့ခုနအစိုးရအစ်စ်နဲ့ညှိပြီးတော့ပြန်ပြီးတော့ဆွေးနွေးကြတဲ့အချိန်မှာဟာလာကျွန်တော်တို့ကဒီ federal move သဘောတရားတွေကိုဘယ်လိုထည့်သွင်းမလဲဆိုတာကိုဒါတေချာကိုပြောရတော့မှာပေါ့နော်။ဟုတ်ကဲ့။ဟိုဒါအစိုးရအစ်စ်ကတောင်းပေါ့ခုနပြောရတဲ့ဒီတိုင်းသားကကြတော့လေဒီလူတွေပဲရှိမှာပဲတက်ကလည်းဒီလူတွေပဲရှိမှာပဲသူတို့ကပုံသေးပေါ့လေ။ဂျာနဲ့အစိုးရပဲပြောင်းသွားမှာ။ဆိုတော့ကျွန်တော် မြင်လာတော့လေဒီဟာကိုသူတို့လည်း9နှစ်သူမှု10နှစ်လို့မှန်းထားပုံရတယ်ဒါလည်းဘောလုံးစနေငနာအတွက်ကျုံနေလောက်ကြာတာကြာတဲ့ခါကျတော့ဒီကြာကာလမှာသူတို့ဒါသူတို့ဟိုဘက်ကလည်းတက်ကလည်းသူတို့နောက်ကဟိုဘာလဲထော်ထားမဲ့လူရှိရှိမလားမသိဘူးပေါ့နော်ဆိုတော့ခါကျတော့ဘာဖြစ်နောက်9နှစ်10နှစ်ဆိုရင်သူတို့လွတ်လပ်လုံနိုင်ပြီဆိုရင်တော့သူတို့လည်းဒါအချိန်တွေနားလည်မှာပဲ ်အခုနပြောရဲအခုနပြောရဲဒီဝင်းချုပ်ရွေးတယ်ဆိုတာဒါအချက်တစ်ချက်ပဲရှိသေးတယ်ဟုတ်တယ်ဖယ်ရယ်ဖို့ပြန်အခြားအရာများကြီးရှိသေးတယ်ဟုတ်တယ်အများကြီးရှိသေးတယ်လေဆိုတော့ကြာပြောမယ်ဆိုရင်တော့မှထရီအုပ်ချုပ်ရွေးလို့ပါရစပေါ့နော်ဒီတိုင်းနဲ့ပြည်နယ်တွေမှာအုပ်ချုပ်ရေးဌာနမရှိဘူးလေကိုပိုင်ပြည်ထဲရပဲလာတယ်ထရီအုပ်ချုပ်ရွေးပဲရှိတယ်လေဆိုတော့ဒါရီကသူတို့ ဖွဲ့စည်းပုံရသူတို့ တားထားတာလည်းမဟုတ်ဘူးဟုတ်ဟိုမတားမလုံနဲ့လို့ပြောထားတာလည်းမဟုတ်ဘူးဒါပေမဲ့ဘယ်သူမှလုံလို့မရဘူး ဆိုတော့ဒါရီကသူအုတ်ချွေးကတီးတန့်ထောင်အောင်မှာသူလိုင်းရဟုတ်တယ်မလားဒါကကျွန်တော်တို့ပြည်သေးရေးဆိုတာကတော့ဟိုမှာယုံသေးသေးလေးပဲရှိရမှာပြည်နယ်မှာတကယ်တမ်းဆိုရင်ပေါ့နော်ဥမာအိန္ဒိယတို့ပါအမေရိကတို့အဲ့လိုပဲလေပြည်နယ်ယုံစာကြီးကြီးအပေါ်ကလာတဲ့ယုံကအခက်သေးသေးလို့ဟောသူကကိုယ်စလဲသဘောနဲ့သူက relationship ပဲဆက်ဆံရေးပဲသူလုပ်ပေးတာအများစုပေါ့နော်မပြည်နယ်ကလုပ်အောင်ဒီလိုပုံစံအထိကျွန်တော်တို့သွားမယ်ဆိုရင်အများကြီးကျွန်တော်တို့ကလုပ်ရှာရရှိတယ်အခုတတိထားမိတယ်လို့ပေါ့နော်ဒီတက်ကနားလည်နေတဲ့ဖက်တွေနဲ့ ဒီဘက်ကပြောနေတဲ့ဖက်တီးလေး၊ခွာရှားနေတဲ့လူတွေ့ရတယ်။ဟိုလွတ်တော်တော့မှပြောတော့ဗော။ဇေဟားတွေပြင်ပေးလိုက်ရင်လွတ်ဘက်ခွင့်အနာခွင့်မူပေးလိုက်ရင်ဒါရနိုင်တဲ့စီမှုသဘောထားမျိုးယူဆနိုင်တယ်ရှိတယ်လေ။အဲဒီဆိုတော့ဟိုဘယ်လိုပြောမလဲ။ရှေ့ကိုကျွန်တော်တို့မြုံမှန်းတတ်တာဟာအများကြီးကိုလှမ်းဝေးနေတဲ့တကယ်တမ်းကျတော့ဟိုတို့တော့သူတို့ဇေဟားလေးတွေနည်းနည်းပြင်ပေးလိုက်လို့ရခွန်ကောက်ခံခွင့်တွေပါနည်းနည်းပေါ့။ဒါကချုပ်တာသေးတယ်။ပြည်တော်စုဟိုဟိုဟာရဲ့ဥရေရဲ့ဥပ္ပရိယဆိုပြီးတော့တော့ချုပ်တာတဲ့ခါကျတော့ဒါလည်းလွတ်လွတ်လပ်လပ်တော့မှပေးထားတဲ့သဘောမျိုးမဟုတ်ဘူးလေ။အရင်နည်းတယ်ပေါ့ဗျာကျွန်တော် ော်တော့စင်စနှမ်းပက်ဆိုတဲ့သဘောမျိုးကျွန်တော်ရေးပါတယ်ဟုတ်ပါဘူးဘလို့ဆိုတော့ဟိုတကယ်တမ်းသူတို့မြန်မာနာနဲ့ဆိုင်အရန်နေတယ်ပေါ့နော်ဒါပေမဲ့သူတို့ကအဲ့လိုဖြစ်နေတယ်ပြီကျွန်တော်တို့ပုံပုံများလည်းဟိုအဲ့လိုတစင်ချင်းပဲနည်းနည်းချင်းလေးနဲ့ပဲသူတို့သွားကျင်တယ်ဆိုတဲ့သဘောရှိတယ်တခါလေးနဲ့ပေးလိုက်ဥမာ၄၃၆ကိုဖြတ်ပေးလိုက်တခါလေးတာတာကျိုးစလို့ပေါ့နော်တလောပေါက်ကြပြီးတော့ တိုင်းပြည်ဘယ်လိုဖြစ်သွားမလဲသူတို့မှဒီလိုစိုးရင်ချက်တွေရှိတယ်ကြိုးစားနာဒါပေမဲ့ကျွန်တော်တို့ဒီဘက်ကတည်တဲ့လောက်တော့ဒီတိုက်ခံရောတိုင်းသားတွေပြောနေတာဒီသဘောတော့မဟုတ်ဘူးဟုတ်ကဲ့သူတို့လည်းဒီလိုဖြည်းဖြည်းသွားရမယ်ဆိုတာကိုနားလည်ပါတယ်ဟုတ်ကျွန်တော်နားလည်ပါအဲနောက်ကြည့်ရဆရာမိတဲ့နိုင်မိကျင်တော့ကျွန်တော်တို့အခုပေါ့နော်ခုနပြောသလိုပဲဒီချိန်ကဒီဆိုးရလက်ထက်မှာနောက်ဆုံးစုနေပဲဖြစ်ဝင်များလဲလေအဲ့တော့ဆရာအခုနေထားရတဲ့ ဟုတ်ရင်ပြောရင်ဒါအကုန်လုံးကတော့ဒါမီဒီယာနဲ့တွေ့ရင်တော့ဒါစင်ပြေသွားမှာပါလို့ပါဖြုတ်ပြီးပြောနေကြတဲ့နေသားမျိုးတော့တွေ့တယ်။နောက်ွယ်ကပြန်ကြည့်နိုင်ရင်နောက်ကမှအကျိတ်ခဲတွေအများကြီးရှိနေသေးတယ်ပဲလေ။အဲ့တော့ဆရာအခုသူတို့မှန်းတယ်လို့ပဲဒီဆိုရသက်တမ်းကုန်ခင်မှာလက်မှတ်တကယ်ရောထုံးနိုင်မလို့ဆရာထင်လား။ကျွန်တော်ထင်ရတော့ဆရာဟိုအခုနောက်ဆုံးအခုနဆရာတို့ပြောတဲ့အရာဆိုလို့ရှိရင်တော့ဟိုအခုနောက်ဆုံးညဉ့်ညိုင်းတွေ့ဆုံဆွေးနွေးပွဲ၃ရက်ကြာမယ်ပေါ့နော်။အဲ့ဒီမှာ နောက်ဆုံးတစ်ချက်ပဲကြံတော့တယ်မနေ့ကဆိုရင်နှစ်ချက်ပေါ့နော်အဲ့ဒါလေးတွေညှိနေပြည်လေတော့မယ်ဆိုတော့ဒီအဲ့ဒီအတန်ကြားရတာတော့အလားအလာကောင်းတယ်လို့ပြောနိုင်တာပေါ့ဒါပေမဲ့ကျွန်တော်တခုစိုးရိမ်တာကဟိုလက်မှတ်ထိုးတယ်ဆိုတာစာရွက်ပေါ်မှာလေအဲ့တော့လက်မှတ်ထိုးပြီးပြီးသွားတာမဟုတ်ဘူးပေါ့နော်အဲ့တော့ဟို ဒီအစိုးရလက်ထက်မှာသူတို့ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုပြကြည့်အောင်တက်တက်နဲ့လက်မှတ်ထိုးနိုင်ဖို့အတွက်အမျိုးမျိုး pressure ပေးပြီးတော့ဒီ NCO ကိုထိုးသွားမယ်ဆိုလို့ရှိရင်တော့ဟိုတိုင်းသားတွေဘက်ကလည်းအခက်အခဲအများကြီးရှိမယ်အခြေအနေအရရအကြောင်းထိုးလိုက်ကြရတယ်ဆိုပေမဲ့တကယ်တမ်းကြတဲ့အခါကျတော့ဒီဟာကဟိုအတွင်တရံအားဖြင့်မဖြစ်နေပုံတရံအားဖြင့်မဖြစ်နေပြီအပေါ်ရန်ကြောပေါ့တကယ်အနှစ်သာရတွေကိုမပါဘူးဆိုလို့ရှိရင်လက်မှတ်ထိုးပြီးပြီပဲဒါဟာဘလောက်တည်မြဲမလဲပေါ့နောက်ကျွန်တော်ခုနဆရာမေးသလိုပဲကျွန်တော်တို့ဒီဒီအဆင့်ရောက်ဖို့တောင်မှ တစ်နှစ်ခွဲဟုတ်လားတနှစ်နဲ့ရှစ်လလောက်စူးစမ်းခဲ့ရတယ်ဒါပြီးလို့ချင်းကျွန်တော်တို့ကလက်မှတ်ထိုးပြီးပြီပဲထားပါတော့ဒီပွဲမှာအဆင်ပြေလို့လက်မှတ်ထိုးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ framework တွေချမယ်ပြီးတော့မှ political dialogue ဆိုတဲ့နိုင်ငံရေးဆွေးနွေးပွဲလာမယ်အဲ့တော့တကယ်ပြဿနာအရင်းမြစ်တွေကိုနှိုက်ပြီးတော့ဖြေရှင်းကြမယ်ဆိုဒီအပြစ်ခတ်ရဖို့တောင်မှတနိုင်ငံလုံးပြစ်ဖို့ရဖို့တောင်နှစ်နှစ်နီးပါးကြာတယ်ဆိုရင်ကျွန်တော်တို့ now process တွေက ဘလောက်ကြာမယ်ဆိုတော့ကျွန်တော်တို့မှန်းလို့မရဘူးအဲ့တော့တခါခုမကြခင်ရွေးကောက်ပွဲလာတော့မယ်ဒီအစိုးရတက်တန်လည်းဘာမှမကြတော့ဘူးကျွန်တော်ဆိုချင်တာကအကယ်၍အခုအကြောင်းမျိုးမျိုးကြောင့်ထိုးလိုက်ကြပြီဆိုရင်တောင်မှနောက်ဆက်တွဲပြဿနာတွေဘယ်သူကလုံမှာလဲပေါ့နော်ဒီအစိုးရဆက်ရှိမှာလားအစိုးရအစ်စ်လာမှာလားဒါဆိုလို့ရှိရင်နောက်ပိုင်း framework ချဖို့လို့ political dialogue လုပ်ဖို့လို့ဆိုတော့ဘယ်သူနဲ့ဘယ်လိုလုပ်ကြမှာလဲဆိုတော့ကျွန်တော်ထင်ပါတယ် ဟိုအစိုးရဘက်ကလည်းဒီဟာကြီးကို तू ကနိုင်ငံတကာမှာလည်းပြကျင်တယ်သူ့ကုံတိတ်ခါအတွက် तू image တွက်ဖို့အတွက်ထိုးကျင်ပါပဲဒါတဘာဝကြပါတယ်အဲ့တော့တိုင်းသားအနေနဲ့လည်းသူတို့ရဲ့ကြုံတွေ့နေရတဲ့အခက်အခဲတွေရပြည်တွင်းပြည်ပအနေထားတွေရသူလည်းဒါကိုထိုးဖို့လိုအပ်တယ်ဆိုပြီးထိုးလိုက်ကြရင်ဘာပဲဖြစ်ဖြစ် NC ထိုးရဲဆိုတော့ကြိုးစို့ရမှာပါသို့တော့ဒီအောင်ဆက်သွားဖို့ကြတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့အတွက်အများကြီးခက်ခဲတွေကြုံနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ပါဆရာအခုလိုစိတ်ရှိလေးရှိရှင်းပြသွားတဲ့ဆရာတို့အများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာ